မင်္ဂလာပါခင်ဗျရန်ကုန်ခေတ်ကနေဒီကနေ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်မောင်တော်မြို့နယ်ကအကြမ်းဖက်စစ်ကောင်စီရဲ့ on the day နေကြဆောင်တပ်စခန်းကိုရခိုင်တပ်တော်အေအေကအပိဒတ်သိမ်းပိုက်လိုက်ပြီးစစ်ကောင်စီတပ်သားတွေဟာစခန်းထဲမှာရှိတဲ့စာတမ်းရိတ်ခါနဲ့ရေဘူးတွေနဲ့အစိတ်တွေခတ်ထားခဲ့တယ်လို့အေအေကတရားဝင်ထုတ်ပြန်လိုက်ပါတယ် ရခိုင်ပြည်နယ်စစ်တွေမြို့မှာဇိတ်အတွင်ကိုအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ပြီးတဲ့နောက်ပြည်သူ22ဦးသေဆုံးနေတဲ့ဗီဒီယိုကိုရန်ကုန်ခေတ္တကနေလက်ခံရရှိထားတဲ့သတင်းပါဝင်ဒီကနေ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်ကအကြမ်းဖက်စစ်ကောင်စီရဲ့အောင်တပြေနယ်ကြားဆောင်တပ်စခန်းကိုရခိုင်တပ်တော် AA ကအပိဓာတ်သိမ်းပိတ်လိုက်ပြီးစစ်ကောင်စီတပ်သားတွေဟာ စခန်းထဲမှာရှိတဲ့စားနပ်ရိက္ခာနဲ့ရေဘူးတွေတဲ့အစိတ်တွေခတ်ထားခဲ့တယ်လို့အေအေကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။မတ်လ17ရက်နေ့ကမောင်တော်မျိုးမြောက်ပိုင်းမှာလက်နက်မချတဲ့စစ်ကောင်စီရဲ့လက်ကျန်နေကြဆောင်တပ်စခန်းတချို့ကိုရခိုင်တတော်အေအေကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ရမှာအောင်တပြေနေကြဆောင်တပ်စခန်းကိုအပိသက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီစခန်းကနေစစ်ကောင်စီတပ်သားတွေရဲ့မသားအလောင်းတချို့နဲ့လက်နက်ခဲယမ်းတွေကိုပါသိမ်းဆည်းရရှိထားတယ်လို့ကျန်တဲ့စစ်သားတွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတဲ့ကိုထွက်ပြေးသွားကြတယ်လို့လဲအေအေရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်အဲဒီစစ်ကောင်စီရဲ့နေကြားဆောင်တပ်စခန်းကိုသိမ်းပိုက်ပြီးရှင်းလင်းရေးလုပ်တဲ့အခါထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေဟာစခန်းထဲမှာရှိတဲ့စားနဲ့ရိတ်ခါတွေနဲ့ရေဘူးတွေတဲမှာအစိုက်တွေခတ်ထားခဲ့တာကိုတွေ့ရတဲ့အတွက်လက်ရှိစစ်ကောင်စီတပ်စခန်းတွေကိုသိမ်းပိုက်နေတဲ့တော်လန်ရေးလက်နက်ကိုင်အဖွဲ့စည်းတွေအနေနဲ့ စကန်သိန်းတိုက်ပွဲတွေနဲ့တင်းစီရမိတဲ့စားနဲ့ရိတ်ခါတွေကိုအထူးသတိထားကြဖို့ကိုလည်းအတိပေးကျင်ပါတယ်လို့ရခိုင်တပ်တော် AA ကထုတ်ပြန်ထားပါတယ်။လက်ရှိမှာတော့ရခိုင်တပ်တော် AA ဟာရသေးတောင်မြို့ကိုထိုးစစ်အရှိန်ထက်မြင့်ပြီးတိုက်ခိုက်နေတယ်လို့စေကောင်စီဘက်ကတော့ကြည်ရည်လေးအပုံးပြူပြီးအသက်အသံခုခံနေတယ်လို့လည်းသိရပါတယ်ခင်ဗျ။တဆက်ထဲမှာပဲရခိုင်ပြည်နယ်မှာရှိတဲ့စစ်တွေမြို့မှာဈေးအတွင်းကိုအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်မှုအတွင်း ပြည်သူ22ဦးသေဆုံးနေတဲ့ဗီဒီယိုကိုရန်ကုန်ခေတ်တကနေလက်ခံရရှိထားပါတယ်။ဖေဖော်ဝါရီလ29ရက်နေ့မနက်ပိုင်းကစစ်တွေမြို့မှာဇေကြီးကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုအတွင်းအရင်သားပြည်သူ22ဦးသေဆုံးသွားပြီးအများပြဒဏ်ရာရခဲ့ကြပါတယ်။ဇေတွင်မှာမနက်ပိုင်းလူစီကားနေတဲ့အချိန်စစ်ကောင်စီရဲ့ Navy ကနေလက်နက်ကြီးနဲ့ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တာဖြစ်တဲ့အတွက်ဇေတွေတွင်လည်းပြည်သူတွေသေဆုံးခဲ့ရတာဖြစ်တယ်လို့လဲဒေသခံပြည်သူတွေကပြောပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ူသားချင်းစာနာထောက်ထားမှုဆိုင်ရာကုလသမဂ္ဂညှိနှိုင်းရေးယုံ UNOCHA ရဲ့မတ်လ3ရက်နေ့ကထုတ်ပြန်ကြမှာတော့စစ်တွေမြို့မှာဈေးဖြစ်စဉ်အတွင်းအရသာပြည်သူ22ဦးသေဆုံးခဲ့ရပြီးပြည်သူအယောက်30ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုထားပါတယ်လက်ရှိမှာတော့စစ်တွေမြို့မှာဈေးအတွင်းကိုအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်မှုအတွင်းပြည်သူတွေသေဆုံးနေတဲ့ဗီဒီယိုဖိုင်ကိုရန်ကုန်ခေတ်ကလက်ခံရရှိထားပြီးလူမှုကွန်ရက်စီးမြင့်တွေအရဖော်ပြလို့မရတဲ့အတွက်ရန်ကုန်ခေတ်ရဲ့ Telegram မှာတွားရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ ီတစ်ခါမကွေးတိုင်းဘက်မှာတော့ကံမမျိုးကိုရောက်လာတဲ့အကျန်းဖတ်စစ်တပ်စစ်ကြောင်းကိုတော်လန်ရစ်တပေါင်းစုတွေကနေကြပြတ်တက်ခိုက်ရမှာစစ်ကောင်စီတပ်သား၃ဦးသေသွားပြန်တယ်လို့ပကုတ်ကူခရိုင်တရင်း73ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်မတ်လ17ရက်နေ့ကမြန်မြို့နယ်ကနေထွက်လာတဲ့အကျန်းဖတ်စစ်ကောင်စီတပ်စစ်ကြောင်းဟာပြူစော့တီတွေနဲ့အတူကံမမျိုးကိုရောက်လာတဲ့အချိန်တော်လန်ရစ်တပေါင်းစုတွေကနေကြပြတ်တက်ခိုက်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတက်ခိုက်မှုအတွင်စစ်ကောင်းစီတက်သားနဲ့စစ်ကြောင်းမှာပါလာတဲ့ပြူစော်တီတွေပါအပါဆွတ်စပေါင်းပုံဥကတော့ပြစ်ခတ်မှုတွေအတွင်မှာပဲအသေးသေးသေကုန်ကြတယ်လို့ပကုတ်ကူခရိုင်တရင်73ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျအခုတကပကုတ်တိုင်းဘက်မှာတော့ရေတာရှင်မြို့နယ်ကကျွန်းတော်စုကျေးရွာမှာအကြမ်းဖက်စစ်တပ်ကိုအကြီးအကျယ်ထောက်ခံပြီးအလောက်လောက်ဘေးနေတဲ့တည်င်းဘေးရွှေအိုးနဲ့ခင်စိုးကြီးဆိုသူတို့ ပြစ်ခတ်ရှင်းလင်းခံရပြီနှစ်ဦးလုံးသေသွားပြီလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်မတ်လ17ရက်နေ့မနက်ပိုင်းကရေတာရှည်မြို့နယ်မှာရှိတဲ့ကျွန်းတော်စုခြေရွာမှာအကြမ်းဖက်စစ်တပ်အတွက်အလုတ်လုတ်ပေးနေသူရွှေအိုးနဲ့ခင်စိုးကြီးဆိုသူတို့ကိုအမိမသိတနတ်သမားတွေကနေနေအိမ်အတွင်းမှာပဲဝင်ရောက်ပြစ်ခတ်ရှင်းလင်းရမှာနှစ်ဦးလုံးသေသွားတယ်ဆိုပါတယ်အဲ့ဒီရွှေအိုးနဲ့ခင်စိုးကြီးဆိုသူတို့နှစ်ဦးဟာအကြမ်းဖက်စစ်တပ်ကိုအကြီးအကျယ်ထောက်ခံတဲ့အမာခံတွေဖြစ်တဲ့အပြင် စစ်တပ်အတွက်တော်လန်ရေးတင်းတွေကိုလိုက်လံစုံစမ်းပြီးအာကျိုးမှန်တက်တင်းပေးလုံနေတဲ့သူတွေဖြစ်ပြီးအခုတော့သေကုန်ပြီလို့ဒေသခံပြည်သူတို့ကပြောထားပါတယ်ခင်ဗျဒီတခါကချင်ပြည်နယ်ဘက်မှာတော့ဗမော်မြို့နယ်ကကန်းနီကျေးရွာကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ကလေးငယ်တွေပါဝင်အရက်သားပြည်သူ၅ဦးသေဆုံးသွားရတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်မတ်လ၁၇ရက်နေ့ညပိုင်းကဗမော်မြို့နယ်မှာအရက်သားပြည်သူတွေနေထိုင်ရာကန်းနီကျေးရွာကို အကျန်းဖတ်စစ်ကောင်စီရဲ့ဗမော်ခလာရ236နဲ့စကခ27ဘတ်တွေကနေပါရည်ရွယ်ချက်ရှိရှိလက်နက်ကြီးနဲ့ဇက်တိုက်ပစ်ခတ်တက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီအချိန်ကျေးရွာထဲမှာရှိနေတဲ့ကလေးငယ်တွေပါဝင်အယတပြည်သူ9ဦးဟာလက်နက်ကြီးကြီးထိမှန်ပြီးတိတ်ဆုံသွားရတယ်လို့နောက်ထပ်ပြည်သူ2ဦးလည်းဒဏ်ရာရထားတယ်လို့ဒေသခံပြည်သူတို့ကပြောပါတယ်တိတ်ဆုံသွားတဲ့အယတပြည်သူ9ဦးဟာအသက်10နှစ်အောက်ကလေးငယ်3ဦးနဲ့အမျိုးသမီး2ဦးဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျဟုတ်ကဲ့ ဒါကတော့ရောင်ခစ်တက်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ